မင်္ဂလာပါတီချက်တီနာပါတီချက်တီနေ့တင်မှာ grade 12 maths ရဲ့ chapter 3လေးတင်နေတာ exercise 3.2 number 2လေးရောက်ပြီเนาะအဲ့တော့တီချက်ရှေ့မာတွေက notes နဲ့ example တွေကိုရှေ့မာအကုန်သင်ခဲ့ပြီပြီเนาะ chapter တစ်ခုလုံးစာရဲ့ notes ရဲ့ chapter တစ်ခုလုံးစာရဲ့ example ကိုတင်ပြီးပြီ example ရရင် exercise ကအတူတူပဲဖြစ်ဖြစ်တဲ့အတွက် grade 12မှာတစ်ခုတာတာကတီချက်တို့ရဲ့ example နဲ့ exercise တွေ မျိုးတူတာပေါ့နော်ပုံစံတူတာများတယ်ဒါဆိုရင် example ကို notes ကြည့်မယ် example ကြည့်မယ်ဆိုရင် exercise ကလေ့ကျင့်လို့ရသွားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီချက်က notes နဲ့ example ကိုအရင်ရှေ့မှာသင်ပြီးသွားပြီအဲ့ဒါလေးကိုကြည့်အောင်ကြည့်ခဲ့လိုက် notes ကိုလည်းကြည့်အောင်ကြည့်ခဲ့လိုက်ပြီးရင်ဒီမှာ exercise ကိုလာကြည့်လို့ရမယ်နော်အဲ့ဒါဆိုရင်အခုဒီချက် notes ရခဲ့ပြီလို့ယူဆမယ်ဆိုတော့ number 2မိခွန်းလေးကိုကြည့်မယ် given p နဲ့ q အမှတ်တစ်ခုပေးတယ်ပေးပြီးရင် determine whether or not whether or not ဆိုတာကဖြစ်လားမဖြစ်လားเนาะ whether or not ဆိုတာကဖြစ်လားမဖြစ်လားလို့မေးတာအဲ့တော့ဖြစ်လားမဖြစ်လားကြည့်မယ် following points are on the line pq တဲ့နောက်မှာပေးထားတဲ့ abc ဆိုတဲ့ point တွေဟာတဲ့ on the line pq 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 ပေါ်မှာရှိလားမရှိလားတဲ့เนาะအဲ့ဒါဆိုရင်ဒီချက်မနီယာ part မှာနော် number 1တဲ့တော့နှွေးပေးလိုက်ပြီဒီချက်တော့မှာ line တစ်ချောင်းပေါ်မှာအမှတ်တစ်ခုရှိခဲ့မယ်ဆိုရင် formula na khu tong lu equation of the line tong lu ya equation of the line the x minus x1 by l equal to y minus y1 by m equal to z minus z1 by n that equation of the line being point form tong ga x comma y comma z equal to the x1 plus kl y1 plus km comma z1 plus kl နော်ဒါလေးသုံးလို့ရအဲ့တော့နှစ်ခုစလုံးသုံးမဲ့အထဲမှာဖြစ်လာလို့မိခဲ့ပြီဆိုရင်ကြတော့ဒီချရောကဘာလို့ပြရမလဲနှစ်ခုလုံးသုံးလို့ရတဲ့အထဲမှာမှာ directive valuation line လို့ဒီချရော LMM တန်ဖိုးဟာနော်တစ်ခုခုမှာ0ထွက်ခဲ့ရဆိုရင်နော်0ထွက်ခဲ့ရဆိုရင်ကျတို့ဘာသုံးလို့မရတော့ဘူးလဲအပေါ်က equation of the line ကိုသုံးလို့မရတော့ဘူးပေါ့နော်အဲ့ဒါဆိုရင် ဘယ်ဟာကိုကြည့်ပြီးဆုံးဖြတ်မှာလဲဆိုတော့ directive value ကိုကြည့်ပြီးတော့ဆုံးဖြတ်မယ်เนาะ directive value ကိုကြည့်ပြီးဆုံးဖြတ်မယ်ကဲအဲ့ဒါဆိုရင်အခုတခြားလို့မေးခွန်းလေးဆက်ကြည့် if a point on a line pq เนาะ pq ပေါ်မှာ line ဟာရှိခဲ့မယ်ဆိုရင်ね find the corresponding parameter เนาะအဲ့ဒါ parameter ဆိုတာဗာလဲညီနေတဲ့တန်ဖိုးပေါ့အချိုးညီနေတဲ့တန်ဖိုး ဒီချေတော့အချိုးညီနေတဲ့တံပိုးကိုဒီမှာတင်ကေတာကတော့ခီလို့ပေးခဲ့ပေးမယ် TDS တွေလည်းပေးလို့ရတယ်မဖြစ်လို့လဲအချိုးတူနေတဲ့တံပိုးကိုတတ်မှတ်ထားတာဖြစ်လို့ပေါ့နော်ဒါဆိုဒီမှာကတော့ခီလို့ပြောမှာပေါ့အဲ့တော့ပါရမီတာခီသို့မဟုတ်အချိုးတူနေတဲ့တံပိုးလေးကိုရေးပေးခိုင်းတယ်နော် file ပြီးရင် to the point b ဘသူနဲ့တွဲရမလဲ pq ဆို p နဲ့တွဲရမယ်လို့ပြောပြီးပြီအဲ့ဆိုတော့ဒီမှာ a b c d သူလေးပုတ်ပေးထားတယ်အဲ့ဆိုတော့ teacher တို့ကအရင်ဆုံးဗာလုပ်ပေးရမလဲ p နဲ့ q လေးကိုပြန်ကူးမယ်နော် p က minus 2 1 3ပေါ့နော်ပြီးရင် comma q ကကြတော့ sorry q ကကြတော့အဲ့မှာ equal ကထည့်ရေးရေးထည့်မြည်ရေးရတယ်နော် point ရေးတဲ့ဟာပုံစံအတူတူပဲ for 4 minus 3ပေါ့ဒါသူ p နဲ့ q ဆိုတော့ pq ရှိပြီဆို pq ရဲ့ဘာဖို့အရင်အတွက် derivative value အရင်အတွက်နော်ဆိုတော့ derivative value pq လို့ခေါ်ရင် q တဲ့က p ကိုနှုတ်ဆို4 plus 2တန်းရေးလိုက်မယ်နော်4 2ဆိုတော့6 comma 4 minus 1ဆိုတော့3 minus 3 minus 3ဆိုတော့ဘာဖြစ်သွားလဲ minus 6ပေါ့နော်ဒါဆိုရင်ဒီစရုပ်ဒါ derivative value ရသွားပြီဘယ်သူရတာလဲဒါ l m n ကိုရတာเนาะအဲ့တော့ l m n တိပြီပေါ့ဆိုတော့အခုတိတဲ့နေရာမှာ l m n d เนาะ l m n d ဒီထရိုးရလိုက်တဲ့အဖြေထဲမှာ0ထွက်တဲ့အဖြေရှိလားမရှိဘူးเนาะဒီမှာရထားတဲ့နေရာမှာ0မထွက်ဘူးဆိုရင် equation of the line ကိုသုံးလို့ရတယ်ဒါကြောင့်မလို့ဒီရ the equation of the line เนี่ยကိုသုံးမှာပေါ့เนาะဒါကြောင့် the equation equation အတူပေါက်ရေးလိုက်ပြီเนาะကိုကိုအပြည့်စုံရေး equation of the line နာမည်က PQ เนาะ The equation of the line PQ is ပေါ့ဆိုပါအောင် formula လေးအမြဲစုံနေမှရနော် x minus x1 by l equal to y minus y1 by m equal to z minus z1 by n เนาะအဲ့ဒါဆိုအခု teacher က l m n တိတယ် x1 y1 z1 တိတယ်ဆိုတော့ x1 y1 z1 ဒီ p ကိုသုံးပါအောင်เนาะ -2 1 3အဲ့ဒါလေးကို teacher ပြန်ကူးလိုက်မယ်เนาะ p ก็ minus 2 1 3นะพี่เอง directive value เลยก็มาย่าทาร์เลยรอ directive value of p q เลยก็จะรอเอ่อ6 3 minus 6ย่าทาร์เลยนะ6 3 minus 6ย่าทาร์เลยถ้าสุดที่ชั้นรู้ยีา formula กูยีเรียกมา x p d x 1 y 1 z 1ลูกพี่ทาร์เลยด้วย x minus x 1สรอ minus minus 2สรอ plus 2บ่เนาะ p r x minus x1 by L, so no, 6 equal to y minus m got 3 equal to z minus, no, z minus, so 1, so 1 got 3, z minus, so 1, so z no, so no, so no, minus 3 by n, so 6, no? Okay, and also, yeah, this E to a dual, we have E. E maga, this is if, okay, you, no? point က x, y, z point ကိုရှာမှာเนาะအခုကအဲ့ဒီ point ကသူပေးတဲ့နံပါတ် a လေးကိုကြည့်လိုက် a မှာသူ63 6လို့ပေးပြီးသားเนาะနောက်ဆိုရင်သူ့ရဲ့ point လေးဟာတချို့လို့63 6ဖြစ်ခဲ့မယ်ဆိုရင်ပေါ့เนาะ then ဒါဆိုရင်တချို့ဒီက x y z ဒီ x က6 y က3 z က -6 မဟုတ်လား ဒါဆိုရင်ဒီချရူရဲ့ဒီ equation မှာလာထည့်လာเนาะ x ပင်ရမှာထည့်တခုစီရှာလိုက်မှာဘာလို့လဲ2မှသာ equation of the line ဒီတခြားဒီ3ခု2မှဒီ point လေးဟာเนาะ ီအချိုသူ့ကိုရှာတဲ့အဖြစ်ရဲ့သူ့ကိုရှာတဲ့အဖြစ်ရဲ့သူ့ကိုရှာတဲ့အဖြစ်ရဲ့တူနေမှတချို့လိုအဲ့ဒါအချိုတူမှလေအဲ့ဒီတူတဲ့တန်ကိုဒီခီလို့ခေါ်တာမလားပါရမီတာနော်အဲ့ဒါဆိုရင်အဲ့လိုတူခဲ့ရင်ဒီ point ကိုသုံးပြီးတွက်တာဖြစ်တဲ့အတွက်အဲ့ဒီအမှတ်ဒီတချို့ဘယ်ပေါ်မှာရှိသွားမှာလဲ PQ ပေါ်မှာရှိသွားမှာပေါ့ နားလည်မလားနော်အဲ့ဒါဆိုရင်ဒီချက်တော့တစ်ခုစီစာကြည့်လို့အဖြစ်တူလားလို့ကြည့်ရမှာမတူရင် line ပေါ်မှာဒီ point မရှိဘူးတူတယ်ဆိုဒီ line ပေါ်မှာရှိတယ်ပေါ့ဒါဆိုရင်ပထမတစ်ခု x 2.6မှာစာကြည့်မှာ x နေရာမှာ6ထည့်ကြည့်နော်ဒီမှာ6ဆိုတော့6 2.6 equal to ဆိုတော့8.6ဆိုတော့ဘယ်လောက်ရမလဲ1 4 8 2 3 6ဆိုတော့4.3ရမယ်เนาะတခုရပြီ နောက်တစ်ခုဆက်ရှာမယ်ဒုတိယတစ်ခုဒုတိယတစ်ခုက y 1 by 3အဖြေတွေတူလာလို့ကြည့်ရမှာเนาะဆိုတော့ y နေရာမှာဘယ်လောက်ထည့်ကြည့်မှာ3ထည့်ကြည့်ရမှာအဲဆိုတော့3 minus 1 by 3 3 minus 1က2ဆိုတော့သူက2 by 3ထွက်တယ်ဒါတစ်ခုเนาะပြီးရင် z minus 3 by minus 6 equal to z -3 ဆိုတော့ z နေရာမှာဘယ်လောက်လဲ -6 -3 by minus 6 minus 6 minus 3က minus 9 by minus 6 or minus minus g 33လီကို36လီ6ဒါဆိုရင်အခုတီချာရဲ့အဖြေကိုကြီးလိုက်တဲ့အခါမှာအဖြေဒီတစ်ခုမှာ မတူဘူးเนาะမတူဘူးအဲ့ဒါကိုအောက်မှာအဖြေရေးမယ်တချို့တို့ဒီအချိုးတွေမတူဘူးပေါ့เนาะ x 2 by 6ရယ် y 1 by 3ရယ် z 3 by 6ရယ်ဟာအဖြေ၃ခုစလုံးမတူเนาะအဲ့တော့ဘယ် point အတွက်မတူတာလဲအခုပေးထားတဲ့ number e ရဲ့ပေးချက် point အတွက်မတူတာလို့ရေးရမှာเนาะအဲမတူဘူးဆိုတဲ့အတွက်ဒီစရုပ်ဘာမဖြစ်ဘူးလဲ ရှိဘူးပေါ့ PQ line ပေါ်မှာအဲ့ဒီအမှတ်ကမရှိဘူးလို့ရေးရမှာဖြစ်တဲ့အတွက် x 2 by 6ခါ not equal to y minus 1 by 3 not equal to z minus 3 by minus 6เนาะဘယ်သူအတွက်လဲ4အခုတွက်လိုက်တဲ့ point ဒီ6ကောမှာ3ကောမှာ minus 6ဆိုတဲ့ point အတွက်4ရဲ့နောက်မှာဆက်ရေးเนาะဒီချက်မဆန်းဘူး အဲ့ဒါဆိုရင် therefore d point ဟာเนาะ d point ဆိုတော့6 3 6ဆိုတဲ့ point ဟာ pq ပေါ်မှာမရှိဘူး is not on the line pq နားလည်မနော်ကြည့်ဟုတ်ပြီအဲ့ဒါဆိုချက်တော့ a ရပြီ b ကိုကြည့်ရအောင်ကြည့်အဲ့ဒါဆိုချက်တော့ b အတွက်ကြည့်မယ် b ရကျတော့6 5 5လို့ပေးတာเนาะအဲ့တော့ဒီမှာပဲဆက်တွက်မယ်6 5 minus 5အတွက်เนาะအဲ့ဒါဆိုရင် b အကယ်၍ပေါ့เนาะ teacher ရဲ့ point ဒီခုပေးလိုက်တဲ့ point လေးဟာ x, y, z ဖြစ်ခဲ့မယ်ဆိုရင်ပေါ့เนาะဒါဆိုသူပေးတဲ့ point ဒီ6 7 8 5 minus 5ဒါပုံစံပေးတာပေါ့နော်အဲ့ဒီ point ကအဲ့ဒီပုံမှာရှိခဲ့မယ်ဆိုရင် then နော် then ဒီချက်တို့တစ်ခုစီရှာမယ်ဆိုတော့အရင်ဆုံး x 2 6ကိုရှာ x နေရာမှာဗာတဲ့6ထက်နော်ဆိုတော့6 2 6ဆိုတော့8 2ပဲနော်8 by 2ပဲဆိုတော့4 by အာ sorry 8 by 6ဆိုတော့4 by 3တက်တခု ပြီးရင်ဒုတိယတစ်ခုက y minus 1 by minus 3 y minus 1 by 3เนาะဒါပြတ်သွားတာ3အဲဆိုတော့3ဆိုတော့ y ဆိုတော့ y နေရာမှာဘယ်လောက်ထဲ5เนาะ y က5ဒါဆိုရင်5 minus 1 by 3ဆိုတော့5 minus 1ဆိုတော့4เนาะ4 by 3တခါနောက်တစ်ခု z minus 3 by minus 6 equal to ဆိုတော့ z နေရာမှာမလောက်ထည့်မယ် minus 5ပေါ့เนาะဆိုတော့ minus 5 minus 3 by minus 6ဆိုတော့ minus 8 by minus 6ဆိုတော့ minus ကြီးတယ်

equal to 4 by 3เนาะတို့သုံးခုဒီ4 by 3နဲ့ညီတယ်ညီတဲ့အတွက်တချို့တို့ရဲ့ဒီ point ဒီ PQ ပေါ်မှာရှိတယ်ပေါ့เนาะဒါကြောင့်မလို့ခုပေးလိုက်တဲ့ point ပုံစံဒီ6 by minus 5ဖြစ်တယ်เนาะ is every point ဒီ on ရှိတယ် the line PQ เนาะ PQ ပေါ်ရှိခဲ့ရင်မေခွန်းမှာကသူ့ရဲ့ corresponding point မေးတယ်ဘသူ corresponding point ရဲ့ဘာကိုမေးထားလဲ parameter เนาะအဲ့ဆိုတော့အခု parameter ဆိုတာတူညီနေတဲ့တန်ဖိုးလို့ပြောတဲ့အတွက်ဒီချက်တို့တူတာဒီဘယ်လောက်လဲ4 by 3ဒါကြောင့်မလို့ the corresponding parameter is 4 by 3ပေါ့เนาะ and the corresponding c o r i e s p o n t i n g corresponding parameter p a r a m e t e r parameter is for my three not that way okay and so chalo bia why you know bia why c lay set g me okay how be and so chalo c to a set to a man c to a set to a mess when to be the c a make on the barrele c ga minus 405 no di ma minus 405 05ဆိုတဲ့ point ကလေးဖြစ်ခဲ့မယ်ဆိုရင်ဆိုတော့ x နေရာမှာ -4 ထည့်မယ် -4 2/6 equal to the -2/ 6ဖြစ်တဲ့အတွက် -1.3 ပေါ့နော်။နောက် y နေရာမှာ0ထည့်မယ်0 -1.3 equal to the -1.3 z နေရာမှာ5ထည့်မယ်5 -3/-6 equal to 2 by minus 6ဆိုတော့ minus 2 by 6ပေါ့နော် minus 1 by 3ပဲဒါဆိုဒီချက်တို့အဖြေဒီ minus 1 by 3နဲ့အားလုံးညီတယ်လို့ရေးမှာဒါကြောင့်မလို့ဒီအဖြေအားလုံးဒီ minus 1 by 3နဲ့ညီတယ်ညီတဲ့အတွက်ခုပေးလိုက်တဲ့ပုံစံပုံစံရဲ့ point ဒီ minus 4 comma 0 comma 5ဆိုတဲ့ point ဒီ is on the line pq pq ပေါ်မှာရှိတယ်ဒါကြောင့်မလို့သူ့ရဲ့ corresponding parameter ဒီဘယ်လောက်ဖြစ်မလဲ minus 1 1/3ပေါ့เนาะ is minus 1/3ပဲเนาะညမယ်เนาะကဲအဲ့ဒါဆိုတချို့ d ကြမယ်ကဲအဲ့ဒါဆိုတချို့ d เนาะ d ရဲ့ပုံစံလေးကကျတော့ x y z ကိုသူဘယ်လောက်ပေးထားတာလဲ7 8 minus 2เนาะဆိုတော့7 8 minus 2ဖြစ်ခဲ့မယ်ဆိုရင် x နေရာမှာဘယ်လောက်ထဲမှာလဲ7 x နေရာမှာ minus 7เนาะအဲ့ဆိုဘယ်လိုဖြစ်သွားမလဲလိုက်ပြောကြည့်7 2 6ဆိုတော့9 by 6ဖြစ်တဲ့အတွက်3 3လီကို3နှစ်လီချက်เนาะ3 by 2ရမယ် y 1 3ဆိုတော့ y က8 8 1 3အဲ့ဆိုတော့7 by 6ဖြစ်တဲ့ z ကကြတော့ -2 -3 by -6 ဆိုတော့ minus 5 by minus 6 more lo 5 by 6 no အဲ့ဆို teacher ရဲ့အဖြေလေးဒီပါရသွားလဲ3 by 2ပြင်7 by 3ပြင်5 by 6အဲ့ဆို teacher ရဲ့အဖြေဟာတူလားမတူဘူးတခုမှမတူတဲ့အတွက်သူလဲဘာဖြစ်မှာလဲ not equal ပေါ့နော် not equal ဖြစ်တဲ့အတွက်ဘသူအတွက်မညီဘူးလဲပေးထားတဲ့ point ပေါ့နော်ဒီ point အတွက် ဒီ point အတွက်မညီဘူးလို့ရေးမယ်နောက်ဆိုဘယ်လိုရေးမလဲ is on the line pq မဟုတ်တော့ is not ပေါ့နော်ဒီ၃ခုဒီပါမဖြစ်ဘူးလဲမညီဘူးနော်မညီဘူးမညီတဲ့အတွက်ဘယ် point လို့ရေးမလဲ serial point ဒီ7 8 2ပေါ့နော်မညီတာကဘယ်သူအတွက်မညီတာလဲ for ဘယ် point အတွက်လဲ7 8 2အတွက်ပေါ့နော် a minus 2အတွက်မညီဘူးမညီတဲ့အတွက်သူဒီ7 a minus 2ဆိုတဲ့ point ဟာ is not on the line pq pq ပေါ်မှာမရှိဘူးလို့ပြောရမှာဖြစ်တယ်။ရမလား?ရမယ်နော်။ဟုတ်ပြီ။အဲ့ဆိုတိကျနောက်ဗီဒီယိုလေးဆက်ဆောင်ကြည့်ပြပါ။အားလုံးမင်္ဂလာပါ။